လူတွေမှာစွမ်းအားငါမျိုးရှိတယ်အဲစွမ်းအားငါမျိုးတွေမှာပညာစွမ်းအားဟာအကောင်းဆုံးပဲအဲ့တော့စွမ်းအားငါမျိုးကဘာတုံးလို့ဆိုလို့ရှိရင်အညာဆုံးကစပြောင်းမှာဘာဟုပလဆိုလက်ယုံအားပါဟုပလာဆိုလက်ယုံလားလက်ယုံအားကိုတောင်းပြကြတယ်သူတွေက လက်ယုံအားနဲ့သူ့ညာနဲ့သူမလိုအပ်ဘူးလားဆိုတော့လိုအပ်ပါလေလေးလံတဲ့ပစ္စည်းတွေမဖို့ပြုဖို့အလုံးလုံးဖို့လက်ယုံအားလိုအပ်တယ်ပေါ့နော်လက်ယုံအားနဲ့လည်းပဲတချို့အောင်မြင်မှုရနိုင်သို့သောအလေးပင်မတဲ့လက်ယုံအားကာယခွန်အားနဲ့လုပ်လို့မရတာတွေအများကြီးရှိတယ်စင်ကြီးတကောင်ဟာ ကာယခွန်အားလက်ရောအားချိမာတယ်သို့တော်လေအဲ့ဒီရှင်ကြီးဟာသူလောက်ကာယအင်အားမကောင်းတဲ့တရဝလေးတွေရဲ့ပညာစွမ်းအားအတုံးချပြီးတော့သူ့ကိုဖျက်ဆီးလိုက်တဲ့အခါရှင်ကြီးဟာနောက်ဆုံးမှာတည်ဆုံးသွားတဲ့အဆင့်ထောင်ရောက်တယ်နော် ပညာနဲ့ကြရင် तू ဟာဘုံဘုံလဲသွားတာပညာအားကပို့ပြီးတော့ချိန်မှလဲလို့ဆိုလို့တယ်ကာယစွာအားနောက်တစ်ခုရရှိတဲ့အားတစ်ခုကပါတော့ဆိုဘောကပလာတယ်ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ကငွေจิตနာအတုံးချလို့ရှင်တယ် तू ဟာစွာအားတစ်ခုပဲငွေจิตနာအတုံးချနိုင်တဲ့စွာအားအဲ့ဒီဟာလဲထိုက်တန်တဲ့လောက် तू ဟာစွာအားရှိတယ် နောက်တစ်ခါကြတော့တတိယစွမ်းအားကဘာလို့ဆိုအမစ္ဆပလတိုင်ပင်မောတိုင်ပင်ဘက်လှုပ်ဖို့ကင်ဘက်တည်းရဲ့စွမ်းအားအဲ့ဒါလဲစွမ်းအားရှိတဲ့အရာတစ်ခုနောက်တစ်ခုကတော့အဖိစစ္စပလမြူယူကောင်းတယ်ဆိုတဲ့အရာပေါ့ပစ္စည်းလေးတစ်ခုဟာရွှေပဲဖြစ်ဖြစ်ကြောက်တံပရမညာဖြစ်ဖြစ် တွင်းတွက်ပစ္စည်းအစစ်ဆိုရင်တမိုးပူကြီးမှာလူတွေမှလည်းပဲမျိုးရိုးကောင်းလို့ရှင်ဂုံတိတ်ခါရှိဒါကြောင့်မျိုးရိုးဟာလည်းအားတစ်ခုပဲလို့သူမှတ်အဲ့ဒီလူလူတွေမှရနိုင်တဲ့ဘာဟုဗလာဆိုတဲ့လက်ယုံအားဘောဂဗလာဆိုတဲ့စီစိန်အားအမစ္စလာဆိုတဲ့အပေါင်းအသင်းကုဘောလောင်းဘက်တို့ရဲ့အား အဘိစင်္စပလလို့ခေါ်တဲ့မျိုးယူအာအဲ့ဒီအားဒီအားလုံးကိုကြော်ဖြတ်ပြီးတော့အကောင်းဆုံးကတော့ပညာပလပညာအားဟာအကောင်းဆုံးပဲတို့ဆိုတယ်။ဒါကြောင့်မို့လို့အခုလိုတက္ကသိုလ်ကြီးတွေဖွင့်ပြီးတော့ပညာအားကိုရယူနေကြတာပဲဖြစ်တယ်